ဒီသောရာဒီကိုရောက်လာပြီဖြစ်တဲ့အချိန်မှာမြန်မာမျိုးသားလေကြောင်းလိုင်း MNA ဟာ ဗုဒ္ဓဂါယာကိုဖျားဘူးသွားကျင်သူတွေအစဉ်ပြေးစည်းဖို့အတွက်ရန်ကုန်ဗုဒ္ဓဂါယာခီးစဉ်ကိုအောက်တိုဘာ၈ရက်ကစပြီးပြေးဆွဲလိုက်တာဖြစ်ပါတယ်။ဗုဒ္ဓဂါယာခီးစဉ်ကိုတော့အပတ်စဉ်စနေနေ့တိုင်းပြေးဆွဲမယ်လို့ကြေညာထားတာဖြစ်ပါတယ်။လေကြောင်းလိုင်းအစ်တီပြေးဆွဲဖို့စီစဉ်နေတဲ့မြန်မာအမျိုးသားလေကြောင်းလိုင်းဟာမိုးဝင်ပါ၄ရက်နေကြရင်လေရန်ကုန်ချင်းမိုင်ခီးစဉ်ကိုထပ်မံပြေးဆွဲဖို့ရှိနေပါသေးတယ်။ အဲ့တော့လောလောဆယ်ဦးတို့ချင်းမိုင်ကိုပြောင်းဖို့လုပ်နေတယ်ချင်းမိုင်ကိုနိုဘာ၄ရက်နေ့စပြောင်းမယ်ရန်ကုန်ချင်းမိုင်ရန်ကုန်ပေါ့အဲ့တော့ပြီးလို့ရှိရင်စင်ကာပူကိုဦးတို့နေ့စဉ် daily ပြောင်းနေတယ်မနက်ပိုင်း flight အခုဒီဇင်ဘာ၃ရက်နေ့ဆိုရင်နောက်ဖက်နိုင်ငံရဲ့ visa exemption ရပြီရပြီဖြစ်တဲ့အတွက်ဒီဇင်ဘာ၃ရက်နေ့ကနေစပြီးတော့ညနေပိုင်း flight ပေါ့နော်တပတ်ကို၅ရက်စနေနဲ့တနင်္ဂနွေနေ့မှာအပပေါ့နော်ကျွန်တော်ရုံဖွင့်ရတဲ့ဒီမှာညနေပိုင်း flight ကို၅ကောက်ပြောင်းမယ်ဒုချက်ပြောင်းမယ်နောက်တစ်ခါ ကာယပေါ့ကာယ charter flag ရဲ့ schedule တော့မပြေနိုင်သေးဘူး charter စပြီးဆွဲတယ် charter ကိုဒီ October ပြီးခဲ့တဲ့၈ရက်နေ့စနေနေ့ကစပြီးဆွဲတယ်ပေါ့မြန်မာအမျိုးသားလေကြောင်းလိုင်းဟာဗုဒ္ဓဂါယကိုပထမဆုံးအချိန်ပြည့်စွဲတာဖြစ်ပြီးအော်တိုဘာလ၈ရက်ကစလို့2019အပီလပုံထိခရီးစဉ်48ကျောင်းပြည့်စွဲဖို့စီစဉ်ထားပါတယ်။မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ကတော့သူတို့ခီးတယ်တွေအတွက်စိတ်ကြင်နဲ့စိတ်မဲ့ဝန်ဆောင်မှုတွေပေးသွားမယ်လို့အာမခံခဲ့ပါတယ်။ ဥရုမှာမင်္ဂလာပါ service ဆိုတာရှိတယ် business class အဖမာတွေအတွက်ဥရုစပြီးတော့ treatment ပေးနေတယ်အဲ့ဒါပါလဲဆိုရင်ရန်ကုန်ကိုရောက်လာတယ်ရန်ကုန်ရောက်ပြီးတော့ဒီမောကစင်တာနဲ့အိမ်ကိုရောက်သွားတဲ့အထိသူ့ရဲ့ တက်ကူမဲ့နေရာကိုရောက်သွားတဲ့ဒီဥရုအခမဲ့စီစဉ်ပေးတယ်ပေါ့နော်နောက်တစ်ခါ immigration ကိုလည်းအဲလေးလေးမြန်မြန်ဖြတ်ဖို့အတွက်ဥရု escort ထည့်ပေးတယ်အဲဒီမင်္ဂလာပါ service ကစတာတီကနေပြီးတော့ခီးတွေတွေကိုအပူအချူလုပ်ပေးတယ်ပေါ့နော်တို့နေ့တူတော့သူစားပဲရန်ကုန်ကနေထွက်ခွာမယ်ဆိုရင် business class ခီးတွေတွေအတွက်ဆိုရင်အိမ်တိဥရုကကြူပေးတယ်အိမ်ကနေလေးစိတ်တိကြူပေးတယ်လေးစိတ်ရောက်ရင်လည်းအဲဒီဥရုရဲ့ staff တွေကလေးမော်ရောက်တဲ့အထိခီးတွေကိုလိုက်ပါပို့ဆောင်ပေးတယ်ပေါ့ဒါဥရုရဲ့ထူကြတဲ့ service ပေါ့နော်ထိုနည်းတူပဲလေးဘောမှာလည်းတခြား premium airline တွေ need to service အကုန်ပေးတယ်เนาะပြီးလို့ရှိရင်ဟို flight in flight entertainment ကတော့ဟိုလေးဘောမှာ business class ပမာတော့ဒီမှာ TV screen လေးတွေပါတယ်နောက်ပိုင်း economy နဲ့ premium economy မှာ TV မရှိတဲ့အတွက်သူတို့ကလေးဘောမှာရှိတဲ့ခုမှပါလာတဲ့ mobile device တွေလေးဘောမှာရှိတဲ့ crew တွေရှင်းနေပြီးတော့ဒီ tablet လေးတွေငှားပြီးတော့ entertainment ကိုကြည့်နိုင်တယ်ပေါ့နော်ရုပ်ရှင်ကြည့်နိုင်တယ်သချင်နာထောင်နိုင်တယ်ဂိမ်းလေးတွေကစားနိုင်တယ်ပေါ့